မြောက်ရီမျိုးတောင်ဖက်လေကေကော် မြို့တင်အနေကကြားပြတ်ငွေလေးလုံငယ်လုတ်ကိုင်းနေတဲ့ KK ပါကိုစစ်တပ်ဝင်ရောက်စီးနှင်းပြီးနောက်ပိုင်းလုံငယ်တွေဆက်လက်လေပဲ့နေတယ်လို့သိရပါတယ်။အောက်ခက်သတင်းပေးပို့ထားတာပါရှင်။အော်ဒီဝါလာစကွေးနေကနေချသောက်တဲ့ဗီချက်ထင်းချုပ်ထားတဲ့လေကေကော်မြို့တင်ကြီးကကြားပြတ်ငွေလေးလုံငယ်လုတ်ကိုင်းနေတဲ့ KK ဘက်ကိုစစ်ကောင်မရှင်တက်ကဝင်ရောက်စီးနှင်းပြီးဆက်ဆက်ပြစီချို့ကိုတင်းစီခဲ့ပါတယ်။ ်စစ်ကောင်ရှင်တပ်ဝင်ရောက်စီးနင်းခဲ့ပြီးမယ်လုပ်ငန်းတွေဆက်လက်လက်ပတ်နေတယ်လို့ကြားပြန်လုပ်ငန်းမှာလုပ်ကိုင်နေသူတယောက်ကပြောပါတယ်ကြပြန်ကိုစစ်တပ်ကဝင်ဖမ်းလိုက်ဆိုတော့ကိုရဲသူတို့ကအချင်းချင်းလောကကြီးကြတာပေါ့နော်လောကကြီးကြိုက်ပြီးတော့အဲ့လိုမျိုးစစ်တပ်ကလာတယ်ဒီမှာရှိတဲ့လက်နက်ကင်ဖွဲ့စည်းတဲ့သူတို့နေရာဖယ်ပေးတယ်စစ်တပ်ကဝင်ဖမ်းတယ်ပြီးတော့လိုအပ်တဲ့အဲ့ဒီတုံးဆောင်လေးဒီစတားလေးတွေကွန်ပျူတာတွေပိုင်ရတဲ့သူတို့ကသူတို့စီစဉ်ထားကြတာပေါ့အဲ့ဒါတွေဖမ်းပေးတယ်အဲ့လိုဒီမားတွေရှောင်ခိုင်းတယ်အဲ့လိုမျိုးပေါ့နော် စီမံချက်နဲ့အဖမ်းပြရတဲ့ဘောပါပဲသူတို့တကယ်မဖမ်းပါဘူးတကယ်ဖမ်းရင်နေရာကြီးအများကြီးလာယူဖမ်းရင်အကုန်လုံးဖမ်းလို့ပဲလို့အရှိချင်းနေရာတော့စစ်တပ်ကအဖမ်းပြပြီးတော့သူတို့လိုချင်တာတွေရောက်လာတာကြတော့လည်းပြန်သွားတာပေါ့နော်ဒီလုပ်ငန်းတွေကတော့သူစကမ်းမှာလုပ်ငန်းတွေကတော့ဆက်လက်လက်ပတ်နေတာပါပဲကြပြံမွေးလင်းလုပ်ငန်းတွေကိုတောင်းအိမ်ကဲလျှောက်ကရွှေကုတ်ကိုမက်ထော်တလီအင်ဂျင်မြိုင်ဧကတရာရွှေပရောက်မြိုင်ကြောက်ခတ် အေးဆိုင်ဆက်တဲ့မိနီယာတွေမှာတရုတ်နိုင်ငံသားတွေကရင်းနှီးမြှုပ်နှံပြီးနေဂျာသောက်တဲ့ဗီဂျက်တပ်ဖွဲ့ဝင်တွေကလုံခြုံရေးယူပေးထားပါတယ်စစ်ကောင်မရှင်တပ်ဖက်ကကြားပြန်ဝေလီလုပ်ငန်းလုပ်ကင်နေတဲ့နေရာတွေကိုအကုန်ဝင်ဖမ်းမယ်ဆိုရင်အာရှနန်းပြပိတ်သွားနိုင်တဲ့အပြင်ကင်းပြည်နယ်မှာပရိပကတ်တွေပြန်ကြည့်သွားနိုင်တယ်လို့ကင်းရက်ဖက်ဖွဲ့စည်းတစ်ခုရဲ့ဥက္ကဋ္ဌတယောက်ကပြောပါတယ်အဲကျွန်တော်ကတော့ထင်တာကတော့ဘာကိုလဲဆိုတော့ဒါဒီတော့အခုတော့လုပ်ရလို့ပဲကျွန်တော် တကယ်တော့ပါမယ်သူကြီးကြီးပတ်တယ်မှာလေအဲလောက်ကလေးနဲ့ဒီဘက်ကသွားကြတော့ကူမှာပေါ့အဲဘောလို့စစ်ကောင်စီကဝေဖန်မဲ့သူကြီးအတားလာကြီးကပြိတ်သွားတော့ပေါ့ဗျာဒီနေ့မှာပဋိပက္ခကြီးကတက်ပြီးသွားမှာပေါ့အဲလောက်ကြီးလုံးမှာပေါ့ဒါတွေကကျွန်တော်တင်နေသူဟိုကအဲ့လိုလဲမာရမကြံကလည်းသူအကုန်လုံးခုံးချမှာပေါ့အဲဒီကြီးအတင်းရလာတာဒီဟွာဝင်လာပြီးကျွန်တော်တခြားမှာစစ်စစ်လာပြီးခုနာတော့ဒီများလည်းပုံကတ်ပြီးပုံခဲလာမှာဖြစ်တဲ့အတွက်ကြောင့် Tu as dit que j'ai bien bien un petit peu pas pour moi à la ville pas beaucoup de table donc moi j'ai pas là. Tu vas pas venir. စစ်ကောင်မရှင်တက်ကမြောက်ခန်းစီကြီးရဲ့ KGP ရဲ့လုံခြုံရေးနဲ့စီမံခန့်ခွဲမှုကိုနေစာတော့တဲ့ BGF ကဒါရိုက်ပါဝင် ပတ်သက်နေတယ်လို့ခိုင်မာတဲ့ထောက်ထားတွေနဲ့ Justice Forum မှာ JFN ကထုတ်ပြန်ထားပါတယ်အခုလို online ဝင်လေးလုပ်ငန်းတွေကိုဝင်ရောက်စစ်ဆေးဖို့ BGF ကကြိုးစားတင်ရရှိထားပြီးဖြစ်တယ်လို့ NCA လက်မှတ်ထိုးထားတဲ့ စီရင်တရင်မိတယောက်ကပြောပါတယ်ကျွန်တော်ကစစ်ပီးတဲ့နေရာကိုဝင်ဖြစ်ချင်တော့သူစစ်ပီးရတဲ့နေရာကိုဖြစ်ချင်တော့အဲ့လိုပုံစံမျိုးနဲ့သူဝင်ချတာပဲဒါမဲ့အဲ့ဒီဟာကိုလည်းကြိုးပြီးတော့တင်ရတော့ပြီမှာပဲဒီဝင်ဖြစ်မှာဆိုတာကတော့ဆိုအနာရလာပြီးနောက်မျိုးနည်းနည်းဟိုဟိုတော့ယူထားရမယ်ဒီဆိုတော့နည်းနည်းသူကတော့အော်အော်ရလာတော့အဲ့လိုပုံစံမျိုးကြီးတယ်။ကျွန်တော်ရဲ့ဖြစ်ချင်ချင်ရတော့လို့နေတာဖြစ်ကုန်တော့ ကေကေပတ်စီမံကိန်းအတွင်းဈေးဆိုင်တွေဂိုဒေါင်တွေစေကံဆောက်လက်ဆဆောက်ဦးစုစုပေါင်း300လီးပါးကိုစစ်ကောင်မရှင်တပ်ကစစ်ဆေးခဲ့ရာအလုတ်တမန်2000ကျော်တွေ့ရှိခဲ့တဲ့အပြင်စတာလီအင်တာနက်စလောင်းလုံး30နဲ့ဆက်ဆက်ပစ္စည်းတွေတင်စီရောင်းမိခဲ့တယ်လို့စစ်ကောင်မရှင်ကထုတ်ပြန်ပါတယ်ကေကေပတ်စီမံကိန်းမှာကရင်ကခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်တဲ့အပြင်ခါချင်းဝင်ယူပြီးစည်းစားကာကွယ်မှုတွေလှုပ်ဆောင်နေတယ်လို့စစ်ကောင်မရှင်လက်အောက်ခံနိုင်ငံမင်းတင်ဌာနကလည်း ဗိုလ်ချုပ်စော်မင်းထွန်းကပြောဆိုထားပါတယ်ဒီပတ်စီမံကိန်းဆိုတာ KNU ကခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်ပတ်သက်နေတယ်ဆိုတာသင်ရှားတာတွေ့ရပါတယ်ဝေဒီရယူလိုမှုတစ်ခုနဲ့နိုင်ငံတော်ပိုင်းမျိုးကိုဥပဒေမဲ့ဆိုတာလွဲသုံးစားလုပ်ခဲ့တာပဲဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးမနေ့ကသတင်းမှလည်းကျွန်တော်ထုတ်ပြန်ပြီးဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးဒီနေရာနဲ့ပတ်သက်ပြီးခွင့်ပြုထားတာတော့လှုပ်ဆောင်ထားတာတော့တရားဝင်တစ်ခုမှမရှိကြောင်းသိရပါတယ်။နောက်ပြီးတော့အဲ့မြေပေါ်မှာလှုပ်ဆောင်နေတဲ့ဇာမသားလုပ်ငန်းတွေကိုလည်းအခါကျင်းွယ်ယူပြီးကြီးစားကာကွယ်မှုများလှုပ်ဆောင်ပေးနေတာပဲ။ ဖြစ်ပါတယ်ဒီလုံခြုံရေးရှိတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်မှာအကြမ်းဖက်တပ်ဖြတ်မှုတွေကျူးလွန်နေတာဖြစ်ပါတယ်ကီကီဘတ်စီမံကိန်းကိုဝင်ရောက်စစ်ဆေးဖန်ဆီးတာစစ်ကောင်မရှင်ဘက်ကပြောဆိုတာနဲ့ပတ်သက်ပြီးငေချတော့တဲ့ဘီဂျက်တာဝန်ရှိသူနဲ့ကေအန်ယူတာဝန်ရှိသူတွေကိုဆက်သွယ်မေးမြန်းခဲ့ရာအခုသတင်းထုတ်ရင်းချိန်ထိပြန်လည်ဖြေကြားတာမရှိခဲ့ပါဘူးအိန္ဒိယထိုင်းနိုင်ငံကတော့နိုင်ငံတော်လုံခြုံရေးကိုချိန်ချောက်လာတဲ့ကြောက်ပြန်လုပ်ငန်းကနေငွေကြေးလိမ်လည်တာ လူကုန်ကူးလာတွေကိုနှိမ်နှင်းမှုမြမပြည်ရင်းကနေရ9ခုကိုဖေဖော်ဝါရီ9ရက်နေ့ကစပြီးလျှက်စစ်ပြီးအင်တာနက်နဲ့လောင်စာဆီကိုဖျက်တောက်ထားတာဒီနေ့အချိန်ကြီးဖြစ်ပါတယ်ကျွန်တော်အောင်ခံပါ